တကယ်ပါလုံးကိုရေမြုပ်ပြစ်နိုင်တဲ့တရုတ်နိုင်ငံရဲ့၃ဆင့်၁၀စီဒီ၁၀စီကြောင့်ကဘာလေပတ်နှုံးကတောင်နှေးသွားပါတယ်တရုတ်နိုင်ငံကအင်းနီချင်းနိုင်ငံငယ်လေးတွေအပေါ်အင်အားကြီးနိုင်ငံပြီးပြီးလွှမ်းမိုးချေလည်နေတဲ့ဆိုရဲဝေဖန်မှုတွေအများကြီးရှိနေပါတယ်။စီးပွားရေးအရဖိအားပေးတာမျိုး၊စီးရေးအရချိန်ချောက်တာမျိုးအပြင်တဘာဝအရင်းမြစ်တွေကိုအသုံးချပြီးနိုင်ငံငယ်တွေအပေါ်ဖိအားပေးတာမျိုးတွေလည်းလှုပ်ဆောင်နေပါတယ်။အထင်ရှားဆုံးဥပမာတစ်ခုကတော့ 3 gorgeous dam 3ကြိုက်10လို့အေယာမ10စီမံကိန်းကြီးတွေပါပဲဒီဆယ်ရီကနေရေကိုထိန်းချုပ်လိုက်တာကြောင့်မြေအောက်ပိုင်းကနိုင်ငံတွေရဲ့စိုက်ပျိုးရေးနဲ့ရေအရင်းမြစ်တွေကိုတည်ရောက်မှုရှိစေနိုင်ပါတယ်ဒါပေမဲ့ဒီဆယ်ကြီးတွေတရှိနေတာက တရုတ်နိုင်ငံအတွက်ကောတကယ်ပဲအကျိုးရှိနေတာလားတစ်ချိန်တည်းမှာပဲနိုင်ငံငယ်တွေကိုအနိုင်ကျင့်နေတဲ့တရုတ်ကြီးအတွက်ဒီဆယ်ကြီးကဘလိုအန်ဒီယရီပြီးဆွဲနိုင်မလဲဆိုတာစိတ်ဝင်စားစရာပါဒီဆယ်ကြီးပြိုကျခဲ့ရင်ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကတရုတ်နိုင်ငံအတွက်သာမကတကယ်ပါလုံးအတွက်ပါကြီးမားတဲ့ BNDY ဖြစ်လာနိုင်ပါတယ်ဒီတော့နိုင်ငံငယ်တွေအပေါ်အနိုင်ကျင့်နေတဲ့တရုတ်ကြီးအနေနဲ့ဒီဆယ်ကြီးရှိနေတဲ့၍ဘလိုမျိုးဓာသွားပေါ်ကနေကခုန်နေတယ်လို့မျိုး ဘလို့ NDA တွေနဲ့ရင်ဆိုင်နေရလဲဆိုတာကိုလေ့လာကြည့်ရအောင်ပါရှင်1995ခုနှစ်မှာ တရုတ်နိုင်ငံကဘန်ကာရိုဘန် ဗန်ကျောက်ဆယ်ပြိုကျခဲ့ဖို့ပြီးတော့လူပေါင်း3,900ကျော်တည်ဆုံခဲ့ပါတယ်။အခုပြောမယ် Three Gorges Dam 3.10ဆရာအဲ့ထက်အများကြီးပိုပြီးတော့ကြီးမားတဲ့အစိုးကျိုးတွေဖြစ်စေနိုင်တယ်လို့ပညာရှင်တွေကဖော်ပြထားပါတယ်။ဒီဆယ်ပြိုကျရင်နိုင်ငံတွေပါရှည်မြုပ်ပြီးတော့လူသန်း900လောက်နေရာရွှေ့ပြောင်းရနိုင်တယ်လို့ဆိုပါတယ်။ YouTube မှာဒီဆယ်ပြိုကြတော့မယ်ဆိုတဲ့သတင်းမှားတွေအများကြီးရှိပေမဲ့ဒီဗီဒီယိုမှာတော့လက်တွေ့အဆန်ဆုံးဖြစ်နိုင်ခြေကိုပို့ပြီးတော့တိတိကျကျအသုံးသက်ပေးသွားမှာပါတရုတ်ထိုင်ဝမ်စစ်ပွဲဖြစ်လာရင်ဒီဆယ်ဟာတိုက်ခိုက်ခံရနိုင်ပြီးတော့တရုတ်ကိုအကြီးအကျယ်ထိခိုက်စေနိုင်တာကြောင့်ထိုင်ဝမ်အတွက်တော့နျူကလ িয়ার လက်နက်လိုဖြစ်နေပြန်ပါတယ်အခုတော့ ဒီတုံးကြိုင်ဝမ်းဆယ်ကြီးအကြောင်းမပြောခင်တရုတ်ကြီးနေနဲ့မြန်မာနိုင်ငံကို ထပ်ပိုင်းချမ်းပြစ်နိုင်မဲ့ဆယ်တီဆောင်ရေး project တွေအကြောင်းကိုလည်းအနည်းငယ်လောက်ဆက်ဆက်ပြီးတော့တင်ပြပေးသွားကြမှာရယ်တရုတ်နိုင်ငံကမြန်မာနိုင်ငံရဲ့အဓိကမြစ်ကြီးတွေပေါ်မှာဆယ်စီမံကိန်းတွေအများအပြားဆောင်ရွက်ခဲ့ပါတယ်ဒီစီမံကိန်းတွေကမြန်မာနိုင်ငံရဲ့တဘာဝပတ်ဝန်းကျင်နဲ့ဒေသခံပြည်သူတွေအပေါ်အများအပြားစိုးကျိုးတွေတက်ရောက်စေခဲ့ပါတယ် မြေဆုံဆဲစီမံကိန်းကတော့နိုင်ငံကျော်တဲ့ project တစ်ခုဖြစ်ပြီးတော့အေယော်ရီမြစ်ရဲ့မြေဖြားခံရမြေဆုံဒေသမှာတည်ဆောက်ဖို့အစီအစဉ်ခဲ့တာဖြစ်ပြီးဒီယိုနိုင်ငံပိုင်း China Power Investment Corporation CPI ကဆောင်ရွက်ခဲ့တာပါဒီစီမံကိန်းရဲ့အဓိကအန္တရာယ်ကတော့တဘောပုံဝင်ခြင်းကိုအကြီးအကျယ်ထိခိုက်စေခြင်းနဲ့ဒေသခံပြည်သူတွေအထမရွှေ့ပြောင်းခံရခြင်းပါပဲအေယော်ရီမြစ်ရဲ့ဂေဟာစနစ်ကိုပြန်စည်းစေပြီး ငါမျိုးစိတ်တွေမျိုးသုံးမဲ့အန်တီရဲ့ရှိခဲ့ပါတယ်။ဒါအပြင်စေတီဆောင်းရာ area ကဒေသခံကချင်တိုင်းရင်းသားရွာပေါင်း60ကျော်ကလူဦးရေ1000ကျော်ကသူတို့ရဲ့ရိုးရာမြေတွေကနေအတင်းအဓမ္မရွှေပြောင်းခံခဲ့ရတာကြောင့်သူတို့ရဲ့လူမှုဘဝတွေပျက်စီးခဲ့ရပါတယ်။ ဒီစီမံကိန်းအတွက်ထုတ်လုပ်မဲ့ပြည်စစ်တပ်အားရဲ့90ရာခိုင်နှုန်းကိုဒီနိုင်ငံကိုပြန်ပို့မှာဖြစ်တာကြောင့်မြန်မာနိုင်ငံအတွက်အကျိုးအမြတ်အနည်းငယ်သာရရှိမှာပါဒီအချက်တွေကြောင့်မြန်မာပြည်သူတွေရဲ့ပြင်းထန်တဲ့ကံကွက်မှုတွေကြောင့်2021ခုနှစ်မှာစေတီဆောင်ရေးကိုဆိုင်းငံ့ခဲ့ရပါတယ်တန်လွင်မြေပေါ်မှာလည်းတရုတ်ကုမ္ပဏီတွေပါဝင်တဲ့ကြီးမားတဲ့စေစီမံကိန်းတွေအများအပြားဆက်လက်ရှိနေသေးပါဥပမာအားဖြင့် Haiti Dam ဟက်ကြီးစင်နဲ့ ခွန်လုံဒမ်ခွန်လုံဆယ်စီမံကိန်းတွေကထင်ရှားပါတယ်ဒီစီမံကိန်းတွေရဲ့ NDA ကတော့ပြိပခဒေတာတွေအပေါ်တည်ရောက်မှုနဲ့ မြစ်ချောင်းကေဟာစနစ်ဖြစ်စည်းခြင်းမှာပဲဒီစီမံကိန်းအများစုကမြန်မာနိုင်ငံတွင်ကတိုင်းရင်းသားလက်နက်ကိုင် private car တွေဖြစ်ပွားနေတဲ့ဒေသတွေမှာတရှိတာကြောင့်စေတီဆောင်ရေးအတွက် လုံခြုံရေးယူတဲ့အခါစစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြားတင်းမာမှုတွေပုံမှန်မြင့်တက်စေပြီးဒေသခံတွေရဲ့ဘဝကိုပိုပြီးတော့ဆိုးရွားစေပါတယ်။ဒါအပြင်တံလွင်မြိတ်ကဒေသခံတိုင်းရင်းသားတွေရဲ့အသက်မဝမ်းကြောင်းအတွက် အရေးပါတဲ့အမြင့်ဖြစ်ကြကြောင်းဆယ်ရီကြောင့်မြစ်ချောင်းကေဟာစနစ်ဖြစ်စီပြီးမြစ်အောက်ပိုင်းကဒေသခံတွေအတွက်ငါးဖက်လုပ်ငန်းနဲ့စိုက်ပျိုးရေးတွေမှာစိုးကျိုးတွေရရှိစေနိုင်ပါတယ်။ခြုံငုံပြီးတော့ပြောရရင်တရုတ်နိုင်ငံရဲ့မြန်မာပြည်ကဆယ်စီမံကိန်းတွေဟာလျှစ်စစ်တအားထုတ်လုပ်ရေးမှာအရေးပါပေမဲ့ပတ်ဝန်းကျင်ထိခိုက်မှု လူမှုဘဝထိခိုက်မှုနဲ့နိုင်ငံအချုပ်အခြာအာဏာအပေါ်တက်ရောက်မှုတွေကြောင့်မြန်မာပြည်သူတွေရဲ့ပြင်းထန်တဲ့ကံကွက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါရီယာမြန်မာနိုင်ငံအပေါ်တရုတ်ရဲ့အနိုင်ကျင့်ခဲ့တဲ့လုပ်ရက်တွေအဖြစ်မြင်နိုင်တဲ့အခြေအနေတွေပဲဖြစ်ပါတယ်။အခုတော့ တုံးကြိုက်ဆယ်ကြီးအကြောင်းပြန်သွားရအောင်ပါ Three Gorges Dam တုံးကြိုက်ဝမ်းဆယ်ဟာဒီယုနိုင်ငံမှာတည်ရှိပြီးအလျောက်1.3ကီလိုမီတာအမြင့်181မီတာရှိပါတယ်ရေတန်ချိန်40ဘီလီယံအိုလံပစ်ရေကူးကန်16သန်းစာကို ထိန်းထားပြီးတော့ရန်စီမြေရေကို ထိန်းချုပ်ဖို့တည်ဆောက်ထားပါတယ်ဒါအပြင်တအားပြီးစက်ယုံ15ခုနဲ့ညီများတဲ့လျှစ်စစ်တပ်အား 2500မီဂါဝက်ထုတ်ပေးပါတယ်။ဒါပေမဲ့ဒီဆေးသာပြိုကျလိုက်ရင်တော့မီတာ100မြင့်တဲ့ရေလိုင်းကြီးကတနအီကီလိုမီတာ100နှုန်းနဲ့ နစ်အောက်ပိုင်းကိုစီးဆင်းလာပြီးဝူဟန်နဲ့ရှန်ဟိုင်းလိုမြို့ကြီးတွေကို နိုင်ငံပိုင်းအတွင်းဖျက်ဆီးဖြစ်နိုင်တဲ့အန္တရာယ်ရှိပါတယ်။ဆယ်ဆိုတာကြီးမားတဲ့ plant တစ်ခုလိုပါပဲ။သူ့ရဲ့အလေးချိန်ကမြစ်ကျမ်းပြင်ပေါ်မှာမြင်းအောင်ထိန်းထားပြီးကွေးနေတဲ့ပုံစံကရေဖြအားကိုဘေးနေရနေစီတွန်းထုတ်ပေးပါတယ်။ဆိုလိုတာကမြေကြီးကိုပိတ်ဆို့ဖို့ plant တစ်ခုလိုမျိုးသူ့ရဲ့ကိုယ်ပိုင်အလေးချိန်နဲ့မြစ်ကျမ်းပြင်ပေါ်မှာမြင်းမြန်စွာရပ်တည်နေပါတယ်။ဆယ်ရဲ့ကွေးနေတဲ့ပုံစံကြောင့်ရေရဲ့ကြီးမားတဲ့ဖြအားကိုဓာ ိတ်မခံရပဲအဲ့ဒီဖီအားကိုဘေးနေရန်နေမြေဝံရဲ့နှစ်ဖက်ချမ်းကိုတွန်းထုတ်ပေးပြီးဖီအားကိုမျှဝေခံစားစီရလို့ဆိုလိုတာပါဒါမှဆေယာဟာရေရဲ့ဖီအားကိုပုံမခံနိုင်ရှိမှဖြစ်ပါတယ် ခင်မီဆယ်ရီမှာတန်ကွန်ကရစ်တမနီနဲ့အာယုံကန်ခရီးယာတွေသုံးပြီး PR တွေကိုစောင့်ကြည့်ပေးမယ်။ဘယ်စင်မှာတော့ခြောက်ရမခိုင်ပါပါဘူး။ဒူလောင်ထားတဲ့ရေတန်ချိန်၄၂ဘီလီယံရဲ့စွမ်းအင်ဟာဟီရိုရှိမားအနုမြုံဘုံထက်အစတရာလောက်အဖြတ်ပြင်းအားပိုများပါတယ်။ဒီစင်မှာရေဖြည့်လိုက်တဲ့အခါကမ္ဘာလေပတ်နှုန်းကိုတောင်နှိမ့်ကွေးစေခဲ့တယ်လို့ဘူမိဗေဒပညာရှင်တွေကဆိုပါတယ်။ ဘန်ဂရီယိုဒမ်ဘန်ဂျောက်ဆဲပြိုချမှုဟာရေတုတေသမ6ဘီလီယံကုဗမီတာလောက်ထုတ်လုပ်ခဲ့တာနဲ့အနိုင်ရှင်ရင် Three Gorges တုံးတိုင်ဝမ်ရဲ့ရေလောင်ကန်ဟာအဲ့ဒီပမာဏရဲ့26ဆကျော်ပတ်ဝန်းပြီးဒီပမာဏကအလွန်ကြီးမားပါတယ်။တမိုင်းမှာလည်း1928ခုနှစ်မှာပြိုချခဲ့တဲ့ Saint Francis them Saint Francis ဆယ်နဲ့2018ခုနှစ်မှာပြိုချခဲ့တဲ့လာအိုနိုင်ငံရဲ့ ဆာဖီယနာအိုဆယ်ရို့လို ပြိုကျမှုတွေရှိခဲ့ပြီးတော့လူအမားနဲ့တဘာဝတန်တို့ပေါင်းဆက်တဲ့အခါဒီလိုကန်ဆိုးတွေဖြစ်တတ်ပါတယ်။ Three Gorges Dam တုံးကြိုင်ဝမ်းဆယ်မှာတော့ထူးခြားတဲ့အန်ဒီယာတွေရှိပါတယ်။2006ခုနှစ်မှာဖြစ်ပြီးတော့ PCB ကလေးကရေလောင်ကန်ရဲ့ကြီးမားတဲ့အလေးချိန်ကြောင့်မြေပြိုမှုပေါင်း၄သိန်းဖြစ်ခဲ့ပြီးပါပြီ2008ခုနှစ်စီချွမ်ငလင်လိုတရုတ်မှာမကြာခဏလှုပ်တဲ့ငလင်တွေကြောင့်လည်း NDA ပိုများပါတယ် ရေရဲ့အလေးချိန်ကြောင့်ငလင်တွေဖြစ်လာနိုင်တာကို reservoir into smith city ရေလောင်ကန်ကြောင့်ဖြစ်ပေါ်သောငလင်လို့ခေါ်ပြီးတော့ရေလောင်ကန်ကိုရေဖြည့်ပြီးတဲ့ကငလင်ပေါင်း3000ကျော်ဖြစ်ခဲ့ပါတယ်။စေတီဆောင်စင်ကာလ1998မှာအဲကြောင်းနေဖြစ်တွေ့ပြီးတော့2003ခုနှစ်ရေမဖြည့်ခင်မှာတရုတ်ရဲ့ရေအရေးမြင့်ဘေးရပညာရှင်ဟန်ဝမ်လီကဆဲဒီဇိုင်းကိုဝေဖန်ခဲ့ပေမဲ့ချက်ချင်းနှုတ်ပိတ်ခံခဲ့ရပါတယ် ဆယ်ပြိုကြမဲ့အကြောင်းရင်းတွေကတော့ငလင်မိုးကြီးတာဒါမှမဟုတ်ဖြက်စီးတာမျိုးကြောင့်စတင်နိုင်ပါတယ်အကြောင်းတစ်ခု ပေါ်လာတာနဲ့ရေဟာအလွယ်တကူစိတ်ဝင်ပြီးကွန်ကရစ်တွေပယ်ကြကဆယ်ပြိုကျသွားနိုင်ပါတယ်ရေလောင်ကမ်းရေတွေကအရေပြိုနေတဲ့နင်းထုကြီးလိုစီစဉ်ပြီးမင်းနစ်ပိုင်းအတွင်းရေအောက်ပိုင်းမျိုးတွေရေမြုပ်သွားမှာဖြစ်ပါတယ်ရေစီမျိုးကကျိုးပေါ်ဒေသတစ်ခုလုံးကရေ10မီတာအောက်ကိုနင်းမြုပ်သွားပါလိမ့်မယ် ဒီဒေသမှာဆိုရင်တော့လူဦးရေသန်း900လောက်နေထိုင်ပြီးတော့တရုတ် GDP ရဲ့40%ခန့်လုံးထုတ်လို့ရဒေသဖြစ်ပါတယ်။တရုတ်ပြည်ရဲ့လူဦးရေတဝက်လောက်က GDP တဝက်လောက်ပါရေအောက်ရောက်သွားနိုင်တဲ့အန္တရာယ်ရှိပါတယ်။စီးပွားရေးအရဒေါ်လာ10 trillion ဆုံးရှုံးနိုင်ပြီးတော့ရန်စီရဲ့တိမ်မွေးတဲ့ဂေဟာစနစ်မျိုးသုံးလို့နေပါဝဝင်မျိုးစိတ်တွေမျိုးသုံးနိုင်ပါတယ်။ ရေချံမြို့ရဲ့လူလေးတန်းကမိနစ်30အတွင်းသတိပေးချက်ရရှိနိုင်ပေမဲ့ဝူဟန်မြို့လူ17တန်းကတော့6နာရီအတွင်းရေအောက်ကိုရောက်သွားမှာပါတရုတ်စီးပွားရေးထုတ်ကုန်ရဲ့90ရာခိုင်နှုန်းနီးပါးကိုရန်စီမြဝန်က ထုတ်လုပ်တာဖြစ်လို့ဒီဆယ်ပြိုကျမယ်ဆိုရင်တော့ကမ္ဘာစီးပွားရေးမှာပြိုကျနိုင်ပါတယ်ဆယ်ရီဘာကြောင့် NDA ကင်းတယ်လို့အာမမခံနိုင်တာလဲ တဘောဝတရားအရာကွန်ကရစ်ကဖိအားကိုခံနိုင်ပေမဲ့ဆွဲအားကြောင့်အကွင်းနိုင်ပြီးတံမြင့်တွေကလည်းနောက်ဆုံးတော့တန်ကြီးတတ်ပါတယ် ညင်းနှုံတွေစုပုံလာတာကလည်းဆယ်ရက်အောက်ခြေကိုအားနေစီပြီးဒူလောင်တိုင်းစွမ်းကိုရှော့ချပါတယ်။ရန်စီမြစ်ကအနှစ်စဉ်ညင်းနှုံတန်ချိန်930တန်းလောက်ထဲဆောင်လာပါတယ်။ရာသီဥတုပြောင်းလဲမှုကြောင့်မိုးကြီးတာညည်ရီတိုးတာတွေလည်းဆယ်ရီကိုဖိအားဖြစ်စေပါတယ်။ရေရဲ့အလေးချိန်ကြောင့်ငလင်တွေဖြစ်နိုင်တာကလည်းအန်ဒီရဲတစ်ခုပါပဲ။ဆေးပြိုကြရတဲ့အဓိကအကြောင်းရင်းတွေကတော့ရေရှမ်းတာအောက်ခံမြေချွန်ရင်းတာဒါမှမဟုတ်ဆယ်ကိုယ်တိုင်ကအကွဲရာတို့ဖြစ်ပါတယ်။ 2020ခုနှစ်မှာဆယ်တီဆောက်ပြီးစည်းကလေးကအကြီးဆုံးရည်ကြီးမှုတွေကိုကြုံတွေ့ခဲ့ရပြီးတော့ဂျိုရုပုံရိပ်တွေမှာဆယ်ရဲ့ပုံပြောင်းရွှေ့မှုတချို့ကိုတွေ့ခဲ့ရပေမဲ့ဒါဟာဂျိုရုပုံရိပ်တွေမှာပုံမှန်ဖြစ်တတ်တဲ့အလင်းရိုင်မှုကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။တရုတ်ကမုန်တီးသူတွေကတော့ဒီဆယ်ပြိုချဖို့ဆန္ဒရှိကြပါတယ်။အင်ဂျင်နီယာတွေမှာတော့အန်ဒီယိုရှော့ချဖို့နီလန်းနေရှိပါတယ်။ရည်ကြီးချိန်မှာပိုရှင်တဲ့ရည်တွေကိုလမ်းကြောင်းပြောင်းထုတ်ဖို့ဖိအားလျှော့ဦးမင်တွေရှိပါတယ်။ AI ဉာဏ်ရည်ထူပါဝါသုံး drone တွေကလေဆာနဲ့အက်ကြောင်းတွေကိုစစ်ဆေးပေးပါတယ်။နော်ဝေနိုင်ငံလိုနိုင်ငံတွေကငလင်လှိုင်းနဲ့လမ်းရောညှိထွေးလှုံ့ရှားနိုင်တဲ့ရေပုံစေတွေကိုစမ်းသပ်နေပါတယ်။အကောင်းဆုံးဖြေရှင်းနည်းကတော့ဗဟုထုတ်ကင်မှုရှော့ချခြင်းပဲဖြစ်ပါတယ်။ ဆယ်ကြီးပြည်အစားပိုသေးငယ်တဲ့ရန်လေးစစ်စီမံကိန်းတွေနဲ့နေရောင်ခြည်စွမ်းအင်သုံးဆိုလာခြံတွေကပြည့်စည်နိုင်တဲ့အခြေအနေတွေကိုရှင်းချပေးနိုင်ပါတယ်။မကြခင်ဒါမှမဟုတ်နောက်ကျရင်ကမ္ဘာပေါ်ကဆယ်တိုင်းကပြိုကျနိုင်ပါတယ်။သို့တော်လည်းနိုင်ငံရေးကလက်တွေ့ကျမှုကိုကျော်လွန်သွားလိမ့်ရှိပါတယ်။ ဆယ်စည်းတွေကနိုင်ငံရဲ့ကုန်သိက္ခာနဲ့အင်အားကိုကိုစားပြုတဲ့အတွက် Three Gorges သုံးချိုင်ဝမ်းကို ဖြိုချဖို့ဆိုတာတရုတ်တွေအတွက်ကတော့ဘလို့မှစဉ်းစားလို့မရပါဘူး။ဒါဟာ American ကလွတ်လပ်ရေးရုပ်ထုကိုဖျက်ဆီးတာနဲ့အတူတူပါပဲ။တရုတ်အစိုးရကတော့ ဒီဆေးဟာနှစ်ပေါင်းတသောင်းမှာဒဇင်ဖြစ်တဲ့ရေကြီးမှုနဲ့ပြင်းအား9.3ညငလင်ကိုခံနိုင်ရှိအောင်ဒီဇိုင်းထုတ်ထားတယ်လို့အမခန့်ထားပြီးတော့စောင်းကြီးစနစ်တွေနဲ့ပုံမှန်စစ်ဆေးမှုတွေအတွက်လည်းဒေါ်လာဘီလီယံပေါင်းများစွာယင်းနှီးမြှုပ်နှံထားပါတယ်ရာသီဥတုပြောင်းလဲမှုကလည်းနောက်ထပ်အချက်တစ်ခုပါပဲ။ရန်စီမြစ်ဝမ်းမှာမိုးလေဝသအခြေအနေတွေပိုပြီးတော့ဆိုးရွားလာနေပါတယ်။ကမ္ဘာပူချိန်ထက်လာတာနဲ့အမျှ Tibetan Plateau Tibet ကုန်းပြင်မြင်းနဲ့ရန်စီနည်းရဲ့မြစ်ဖြားခံရနေရကရေတွေကိုပိုအေးပြောလာပြီးတော့ရေထုပမာဏနဲ့မြေနှုံးတွေပါတိုးလာနိုင်ပါတယ် Three Gorges Dam တုံးကျိုင်ဝမ်းဆယ်ကလူသားတွေသဘာဝပြုလုပ်ခဲ့တဲ့သဘောတူညီချက်တစ်ခုကိုကိုးစားပြုပါတယ်။ကြီးမားတဲ့အစွမ်းအင်ကိုရယူနိုင်ပေမဲ့ဗဒွင်းဝင်းစရာပျက်စီးဆုံးရှုံးမှုဖြစ်နိုင်ခြေလည်းရှိနေပါတယ်။တရုတ်စံချိန်ရေးသမားတွေတရုတ်မုံတီးသူတွေဒါမှမဟုတ်တရုတ်ချစ်သူတွေဘလို့မှဘသူမှမငင်းနိုင်တဲ့အချက်ကတော့ Three Gorges Dam တုံးကျိုင်ဝမ်းဆယ်ကခေတ်သစ်ကမ္ဘာအံဖွဲရာတွေတခုဖြစ်ပြီးတော့အင်ဂျင်နီယာနယ်ပယ်အထွတ်ကတော့အန်အောစရာလက်ရာတခုပါပဲ။ အဓိကမေးခွန်းကပြိုကျနိုင်ခြင်းဘယ်လောက်ရှိလဲကျွမ်းကျင်သူအများစုကတော့ဆယ်ပြိုကျနိုင်ခြင်းကိုအလွန်နဲ့ပါပါတယ်တနည်းကို3.3ရာခိုင်နှုန်းလောက်လို့သတ်မှတ်ထားပါတယ်ဒါပေမဲ့အဲ့ဒီရာခိုင်နှုန်းနည်းနည်းလေးရတောင်အကြီးအကျယ်ပျက်စီးဆုံးရှုံးမှုတွေဖြစ်လာနိုင်ပါတယ်ဒါဟာဘယ်သူမှမပေါက်ချင်တဲ့ထီပေါက်တယ်လို့ပါပဲဒါပေမဲ့လူသန်း900ကတော့ နေတိုင်း DTO မဖြစ်မနေထိုးနေရသလိုဖြစ်နေပါတယ်။တမိုင်းကတော့နေမြုံလို့မရဘူးဖြည့်ဆည်းလို့မရဘူးထင်ထားတဲ့အဆောက်အုံတွေလည်းပြည့်စည်ခဲ့ဘူးတယ်ဆိုတာပြသနေပါတယ်။ Titanic သင်္ဘောနေမြုံခဲ့ပြီးတော့ Tacoma Nero တံတားပြိုကျခဲ့သလိုဘန်ကျောက်ဆယ်လည်းပြိုကျခဲ့ပါတယ်။ Engineer ဘိုင်းနဲ့ပတ်သက်တဲ့မာနကြီးခေါင်းမာမှုကရှီလျားပြီးဝန်နေစရာတမိုင်းရှိခဲ့ပါတယ်။သုံးကြိုင်ဝန်းဆယ်ကဒီလိုကန်ဆိုးကြီးတွေရဲ့စင်းနဲ့ပါဝင်သွားမလား။ပြနိုင်ခြင်းကတော့မရှိပါဘူး။ဒါပေမဲ့ ်လာခဲ့ရင်အကျိုးဆက်တွေကအရန်ဆိုးွားတာကြောင့်ရာခိုင်နှုန်းနည်းငယ်လေးဖြစ်နေရင်တောင်ကျွန်တော်တို့စိုးရင်တက်ပါတယ် D3 Gorgeous Stem 3.10ကခေတ္တ engineer ပညာရည်နဲ့အထွတ်ထိပ်လက်ရာတစ်ခုဖြစ်ပါတယ်။ဒီနိုင်ငံအတွက်ကြီးမားတဲ့စွမ်းအင်လိုအပ်ချက်ကိုဖြည့်ဆည်းပေးပြီးတော့ရည်ကြီးရည်ရှံမှုတွေကိုထိန်းချုပ်ပေးနိုင်ပေမဲ့ သူရဲ့တည်ရှိမှုကနေဖြစ်လာနိုင်တဲ့အန်ဒီယရီကတော့မသေးပါဘူးအထူးသဖြင့်အင်အားကြီးနိုင်ငံရဲ့သဘောဝအရင်းမြစ်အပေါ်လွှမ်းမိုးမှုနိုင်ငံငယ်လေးတွေအပေါ်တည်ရောက်မှုတွေနဲ့အတူဒီဆယ်ကြီးရဲ့မတည်ငြိမ်နိုင်တဲ့အနေအထားကတရုတ်နိုင်ငံအထွတ်အထိပ်မှာကမ္ဘာစီးပွားရေးနဲ့ဂေဟာစနစ်အထွတ်ပါအဓိကအစိုးရစရာဖြစ်လာစေပါရင်တမိုင်းရသင်ကန်းစာတွေဒိဗယ်ပညာရှင်တွေနဲ့သတိပေးချက်တွေနဲ့တောင်ဒီလိုကြီးမားတဲ့တည်ဆောက်မှုတွေရဲ့အနာဂတ်ကိုတည်တည်ကြကြခံမှန်းဖို့ခက်ခဲပါတယ်နေပညာတွေ ုတက်လာပေမဲ့လည်းတဘာဝတရားရဲ့အစွမ်းအားကိုအပြည့်အဝထိန်းချုပ်နိုင်တယ်လို့ပြောဖို့ကမဖြစ်နိုင်ပါဘူး။ဒါဆိုရင် three quarters stem 3.0ဆယ်က ခေတ်သစ်ကဘာရဲ့အန်အောဖွဲ့စရာဖြစ်ဆက်လက်ပြီးတော့တည်ရှိနေမလားဒါမှမဟုတ် NDAG ရဲ့အမွေအနှစ်တစ်ခုအဖြစ်ဆက်လက်ယက်တည်သွားမလားဆိုတာကတော့စဉ်းစားစရာပါပဲဒီအချိန်လေးကကျွန်တော်လူသားတွေအနေနဲ့ပုံမကြီးမားတာကိုတိစောက်တဲ့လားဒါမှမဟုတ်ပုံမပညာသားပါပါစဉ်းစားစဉ်းကျင်ဉာဏ်ရှိစွာနဲ့တိစောက်တဲ့လားဆိုတာမိကုန်းထုတ်စီပါတယ်ကျွန်တော်ဘလို့ဆုံးဖြတ်ကြမလဲဆိုတာပေါ်မှာပဲကျွန်တော်ရဲ့အနာဂတ်ကမူတည်နေရလို့ပြောလို့ရပါတယ်ရှင် ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်။နောက်နေ့တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။